မင်္ဂလာပါရှင်ကျွန်မတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းအကြောင်းအရာကတော့ဂျွန်လာ၃ရက်နေ့အတွက်မိုးလေဝသခန်းမှန်းချက်ကိုဖော်ပြပေးပါမယ်ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်မှာတိမ်အတင်းတင်းကနေတည်ထူတတ်နိုင်ပြီးမုတ်တော်လေအားကောင်းရကနေအားလုံးကောင်းပါတယ်ပင်လယ်ပြင်ခြေနေကတော့သတင်းနိုင်ကာရာရခိုင်ကာရာမုဒမာကွေနဲ့မြဝကျုံပေါ်ဒေသတွေမှာလေဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို25မိုင်ကနေမိုင်30ခန့်တိုက်ခတ်နိုင်ပြီးတော့ပင်လယ်ပြင်မှာလှိုင်းကြည့်ပါမယ် မိုးကျင်တွေကတော့ရန်ကုန်တိုင်းအရာတွေတိုင်းမကွေးတိုင်းပဲခူးတိုင်းကချင်းပြည်နယ်ကရင်ပြည်နယ်ရခိုင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာအနှံ့ပြမိုးထစ်ကြုံရွာသွန်းပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးမိုးကြီးပါမယ်။နေပြီးတော့စကိုင်းတိုင်းမန်းလေးတိုင်းသတင်းနိုင်တိုင်းရှမ်းပြည်နယ်ကရင်ပြည်နယ်နဲ့ချင်းပြည်နယ်မှာနေရာစိတ်စိမ်မိုးထစ်ကြုံရွာသွန်းပါမယ်။ဆက်လက်ပြီးတော့လည်းရခိုင်ပြည်နယ်ကမြို့သုံးမြို့မှာရေကြီးရေလျှံမှုဖြစ်ပေါ်နေတဲ့အကြောင်းဖော်ပြပေးပါမယ်။ရခိုင်ပြည်နယ်ကကြောက်တော်မြောက်ဦးနဲ့တောင်ကုန်းမြို့နယ်တွေမှာတော့မိုးသက်တမ်းစွာရွာသွန်းမှုနဲ့ကလရံမြစ်ရေမြင့်တက်တာကြောင့်ရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတဲ့ ယ်လို့ဒေသခံတွေထံကသိရပါဗျ။ကျောက်တော်မြို့နယ်မှာရှိတဲ့မဟာမြတ်မုနိဖရာအနိဝင်ကျင်ကကြီးဝရဲဖြစ်တဲ့စပတ်စိတ်၊တာယာကုံ၊ညောင်ချောင်း၊ရွှေမပြင်း၊တရက်တပင်ကျောက်တလုံး၊မင်းသားတောင်စတဲ့ကြီးဝရဲနဲ့မြအုံမျိုးကကျောက်ကြံကာရာတောင်စတဲ့ကြီးဝရဲအပါဝင်ကျောက်တော်မြအုံကာလမတလျှောက်ကကြီးဝရဲမှာရေတွေနှမြုပ်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ အဓိကရည်ကြီးနေတဲ့နေရာတွေကကြောက်တော်နဲ့မြောင်းအဆက်နေရာတွေပေါ့ရည်ကြီးမှုအခြေအနေကတော့တချို့နေရာတွေဆိုရင်ဒုတိယဆာလောက်မြင့်နေတချို့နေရာတွေကတော့ခါလေလောက်ရောက်ပါတယ်မြုပ်သွားတဲ့အိမ်တွေလည်းရှိတယ်ဈေးတွေလည်းပိတ်ထားတယ်လို့ဒေသခံကဆိုပါတယ်လက်ရှိမှာတော့ရေဘေးဒုက္ခသည်တွေဟာဘေးလွတ်ရာအမြင့်ပိုင်းနေအိမ်တွေနဲ့ဖုံးတော်ကြီးကျောင်းတွေမှာအရေးပေါ်ရှေ့ပြောင်းနေရတယ်လို့သိရပါတယ် မိုးတက်ထက်စွာရွာသောနာကြောင့်ရခိုင်ရိုးမပေါ်ကတောင်ကြရင်နဲ့အတူတူဒီရင်မြင့်တက်လာတာကြောင့်ကြေးရွာတွေထဲရေတွေဝင်ရောက်လာတာဖြစ်ပြီးလမ်းမတွေပေါ်ကလည်းရေကျော်နေတာကြောင့်ကားတွေဆိုင်ကယ်တွေနဲ့သွာလာလို့မရဖြစ်နေတယ်လို့သိရပါဗျ။မိုးကတော့အခုထိရွာနေတော့ပဲရင်မြုပ်တဲ့နေရာဆိုလို့ကုန်းမြင့်ပိုင်းလောက်ပဲကျန်တော့တယ်။အင်တာနက်လိုင်းတွေဖုန်းလိုင်းတွေကတော့ရားတဲ့နေရာရားတယ်။လိုင်းကတော့တိတ်မကောင်းဘူးပေါ့။လိုအပ်တဲ့အကူအညီတွေကတော့အဓိကကတော့လောလောဆယ်တော့ စာရေးတောင်ရဲ့အတွက်ပါပဲရေးကြီးနေတော့ချက်ပြုတ်ဆက်တော့ဖို့ကအခက်အခဲရှိတယ်လို့လည်းကောင်းကဆိုပါတယ်။အလားတူပဲတောင်ကုန်းမြို့နယ်ကမြို့ပေါ်ရက်ွက်တွေနဲ့ကြီးဝါတချို့မှာတော့မိုးတဲတဲ့စွာရွာသွန်းမှုတွေချောင်းရီတက်တာကြောင့်ရေးကြီးရေရှမ်းမှုဖြစ်ပေါ်နေတယ်လို့သိရပါတယ်။တောင်ကုန်းမှာလည်းနေရာတော်တော်များများပါပဲရေရေဝင်နေတယ်။တောင်ကုန်းမြို့ကစီယိုဒန်လန်တောင်ပိုင်းညာစင်းထိန်သားမှာလည်းရေကြီးနေတယ်။ဒီနေ့ထက်တက်နိုင်သေးတယ်။အခုကရေကြီးတာကအစပဲရှိသေးတယ်လို့ပြောလို့ရတယ်။တောင်ကုန်းကမိုးနေနေသေးတာနဲ့ရေဝင်ပြီလို့ဒေသခံကဆိုပါတယ်။ ပြီးခဲ့တဲ့မေလ26ရက်ကစလို့မိုးဆက်မပြတ်ရွာသွန်းတာကြောင့်ရခိုင်ပြည်နယ်အပအဝင်တိုင်းနယ်ပြည်နယ်တချို့မှာမိုးကြီးကရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်ကလည်းရခိုင်ပြည်နယ်မှာမိုးရွာသွန်းမှုကြောင့်ကြောက်တော်မြောက်ဦးပုံနာကျွန်စတဲ့မြို့နယ်တွေမှာတော့ရေကြီးရေရှမ်းမှုဖြစ်ပေါ်ခဲ့ပြီးတော့လူပေါင်းတောင်းတဲ့ချီရေပေးသိမ်းခဲ့ရတယ်လို့သိရပါတယ်။ မလူမသားနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ဒီနေ့ကျော်လာနှစ်ရက်နေ့ထုတ်ပြန်ချက်အရရခိုင်ပြည်နယ်မှာနေရာလိုက်မိုးကြီးနိုင်ပြီးရာနှုန်းပြေမိုးရွာနိုင်ကမိုးတိမ်တောင်တွေလည်းဖြစ်ထွန်းလျက်ရှိတယ်လို့သိရပါဗါးအဆိုပါမိုးတိမ်တောင်တွေရွေရှားရနေရာတစ်လျှောက်မှာတော့မိုးရွာသွန်းလာတဲ့အတူတူလင်းပြင်းတွေတိုက်ခတ်တာမိုးထစ်ကြုံတာမိုးကြိုးပြစ်တာလျက်စီးလက်တာမိုးတိကျွေတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တယ်လို့သိရပါဗါးဒါအပြင်မြမကန်ရန်တစ်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်းမှာလည်းတစ်ခါတည်းရမိုးသက်လေပြင်းကြာရောက်ပြီးလှိုင်းကြီးနိုင်ကမိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေပြင်းဟာ တနအီကို35မိုင်ထိတိုက်ခတ်နိုင်ပြီးတော့လှိုင်းမြဟာ9ဘေကနေ73ဘေကရှိနိုင်တယ်လို့လည်းသိရပါပါရှင်ဆက်လက်ပြီးတော့လည်းမိထီလာကြောင်ပောင်းလမ်းမှာခီးတဲ့တင်ကတိမ်မှပြီးတော့အမျိုးသမီး6ဦးတေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။မန်လေးတိုင်းမိထီလာမြို့နယ် ဖလန်ချင်းကျေးရွာအနီးမေထီလာကြောင်ရောင်လမ်းမှာခေးသက်တင်ကတိမ်မှောက်ပြီးတော့မျိုးသမီး6ဦးသေဆုံးကစက်တပ်ဦးထံရရတယ်လို့ကုညီကယ်စိန်လုံဆောင်ပေးတဲ့ထံကသိရပါဗျ။ဇွန်လ2ရက်မနက်2နာရီကမှရန်ကုန်ဘက်ကနေ6ဘက်ကိုခေးသက်စကုပ်ဦးတင်ဆောင်ပြီးမောင်းနေလာတဲ့အီလိုက်ခေးသက်တင်ကကတော့ကားလမ်းမိုင်တိုင်းအမှတ်14မိုင်3ဖာလုံးကျော်ရောက်မှတိမ်မှောက်ခဲ့တာလို့ဆိုပါရတယ်။ကားကဆက်လက်ဖြစ်ပြီးတော့ရင်မောင်းကထရင်နဲ့ ။ဘေဘက်ချမ်းကိုမှောက်သွားတာမိုးကတော့အစောပိုင်းလေးကကြာထတာရှိတယ်။လမ်းတွေကလည်းအကွေကောက်ရှိတယ်။မိုးရွာထတာရဲ့ speed လေးနည်းနည်းလေးပါလာတယ်ထင်ပါတယ်လို့ကိုကြီးကဲစိလုံဆောင်ခဲ့သူကဆိုပါရယ်။သေဆုံးတန်ရာရတဲ့သူတွေကဘယ်ဒေသတွေရဖြစ်တယ်ဆိုတာကိုတော့လက်တလုံးမှာစဉ်းကောက်ယူထားတာမျိုးမရှိဘူးလို့အထက်ပါကိုကြီးကဲစိလုံဆောင်ခဲ့သူကဆိုပါရယ်။ ရင်တိမ်မောက်တာကြောင့်ရင်ပေါ်ပါခီးတဲ့တဲ့အနက်အသက်62နှစ်အရွယ်ဒေါ်လာကြိုင်အသက်60အရွယ်ဒေါ်တင်တင်မှုအသက်33နှစ်အရွယ်ဒေါ်တန်တန်ဦးအသက်32နှစ်အရွယ်မတ်ချိုမြင့်အသက်23နှစ်အရွယ်မတ်ဖြူဖွေအသက်၄နှစ်အရွယ်မတ်ချစ်စနိုးတို့တင်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါဗျာ။ ။ဒါအပြင်အသက်၁၂နှစ်ကနေ80ကြာအရွယ်ရှိတဲ့အမျိုးသမီးရှင်ကိုအမျိုးသား၃ဦးထိခိုက်ထဏ်ရာရသွားပြီးတော့တေဆုံးထိခိုက်တဲ့သူတွေကိုတော့ဒေသလူမှုကူညီအသင်းတွေကမိထီလာမျိုးနယ်ပြည်သူ့စေရုံကိုပို့ဆောင်ခဲ့ရတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇန်နဝါရီလ၂ရက်ကလည်းမိထီလာမျိုးနယ်အပိုင်းရန်ကုန်မန္တလေးအမြန်လန်မိုင်းနံအမှတ်298ဖားလုံးအနီးမှာလူလေးဦးလိုက်ပါလာတဲ့အင်စီကအချိန်လုံးမောင်းနေပြီးတော့လမ်းလေကျုံကိုဝင်တိုက်လို့အမျိုးသမီးတအူးတေဆုံးပြီးတော့၃ဦးထိခိုက်ထဏ်ရာရရှိခဲ့တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးတော့နတ်ခုံးမြေစက်တက်နေရာအစင်းနဲ့ပါဝင်မှုအန်ရရှိအစင်းရှိကြောင်းအဖြစ်ထွက်ပေါ်တဲ့အကြောင်းဖော်ပြပေးပါမယ်။ထိုင်းညဉ့်ညံမှုထင်းကျုံရေးဌာန PCT ကတော့တတိယကြိမ်မြောက်နတ်ခုံးမြေရဲ့အရေးသေးစစ်ဆေးမှုအပြင်ကိုထုတ်ပြန်ခဲ့ရမှာစက်တက်နေရာမှာအစင်းနဲ့ပါဝင်မှုအန်ရရှိအစင်းမှာရှိနေပြီးတော့မြမဘက်နယ်အနည်းဆုံးနေရာတွေအတွင်းမှာအဆိုးရွားဆုံးဖြစ်တယ်လို့ဂျွန်လာတရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။ တဖက်နယ်ဆက်မြန်မာဘက်ကမြစ်နယ်ကဲ့ရဲမှာတရုတ်ရွှေနဲ့မြေစာတပ်တို့တွင်စီးမဲ့ကမ်းမဲ့တိုးချဲ့ထုတ်လို့ရမှာမြေကမ်းအဖို့မှာပဲစွန့်ပစ်တာတို့ တပ်တတူတွေနတ်ခုံမြင့်မဲဆိုင်မြင့်မဲခေါင်မြင့်တဲ့အထိစေဝင်ရောက်ရှိနေပြီးတော့အဆိုပါမြင့်ကိုမှီခိုနေရတဲ့သူတွေအတွက်အန္တရာယ်ရှိတဲ့ညဉ့်ဉန်းနာတွေကိုတွေ့ရတယ်လို့ဆိုပါရက်ငားတွေမှာအနာတွေဖြစ်နေတာအနယ်ထလုံးတာလူတွေအသုံးပြုရင်ကျန်းမာရေးဆိုးရွားစာထိခိုက်ပြီးတော့ကန်ဆာပါဖြစ်စေနိုင်တဲ့တပ်တူတက်တွေပျော်ဝင်နေလို့ထိုင်းဘက်ကနတ်ခုံမြင့်ရေကို2025ခုနှစ်မတ်လကစက်တင်ဘာလအတွင်းတလောက်ကိုနှစ်ကြိမ်အားနေရများစွာခွဲစစ်ဆေးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုတတိယအကြိမ်မြောက်နေရာ15နေရာကိုစစ်ဆေးမှုအဖြစ်ထုတ်ပြန်ခဲ့ရမှာ17နေရာမှာအာဆင်နစ်ပြောင်းဝဲမှုဟာအညာရှိတဲ့အဆင့်မှာရှိနေတဲ့အကြောင်းချင်းမိုင်မှာ3နေရာချင်းရိုင်မှာ8နေရာဘေကင်းအာဆင်နစ်ပေါင်းဝဲမှုအဆင့်ရေတလီတာမှာ3.33ယောက်မီလီဂရမ်ကျော်ဝင်ပေါင်းဝဲနေတဲ့အကြောင်းပေါင်းဝဲမှုအများဆုံးကတော့ချင်းမိုင်မှာရှိတဲ့မြန်မာနဲ့အနီးဆုံးမဲရိုင်ခရိုင်အနီးအတွင်းမှာဖြစ်တယ်လို့ထိုင်း PDC ကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့ရေကြီးရေဆန်နာကြောင့်နိုင်ဂျီးရီးယားအလဲပိုင်းမှာလူတရာ50ကျော်သေဆုံးတဲ့အကြောင်းဖော်ပြပေးပါမယ်။နိုင်ဂျီးရီးယားလက်ပိုင်းမှာရေကြီးရေဆန်နာကြောင့်လူပေါင်း150ကျော်သေဆုံးပြီးတော့ထောင်ထဲကျင်အိုးအိမ်စုံကထွက်ပြေးနေရတယ်လို့ AI ဂျက်စီရာသတင်းဌာနကဖော်ပြပါရယ်လက်ရှိမှာတော့မိုးထက်မှန်ရွာသွန်းပြီးတော့မိုးများမှကြောင့်ရေကျင်းမှုတွေဆက်လက်ဖြစ်ပေါ်နေမှာဆိုရင်တလို့ဒေသဆိုင်ရာအာဏာပိုင်တွေကတော့အလောင်းတွေကိုပြန်လည်ဆွေးမှုတွေပြုလုပ်နေပြီးပြောင်းဆုံးနေတဲ့သူတွေကိုရှာဖွေနေကြပါရယ်ရေကျင်းမှုဟာနိုင်ဂျီးရီးယားနိုင်ငံနိုင်ဂျာပြည်နယ်တွင်းမှာရှိတဲ့ကျေးလက်မြို့မိုးခွာဒေသမှာဖြစ်ခဲ့ပြီးတော့မိုးထက်လောရွာသွန်းမှုကဗုဒ္ဓဦးနေ့ညနေပိုင်းမှာစတင်ခဲ့တယ်လို့ကြာသပတေးနေ့အထိဆက်လက်ရွာသွန်းခဲ့တယ်လို့သိရပါရယ် မောဟာဒေတာရဲ့6မှန်နီးပါးလောက်မှာအလောင်းတွေကိုထပ်မံတွေ့ရှိပြီးတော့နောက်တင်းဆုံးတဲ့သူဟာ152ဦးရှိမြင့်တက်လာတယ်လို့နိုင်ကြာပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုထားပါဗျ။တင်းဆုံးသူဟာလက်တွေ့မြေပြင်မှာပုံမမြင်ပွားပွဲရှိတယ်လို့မိုးခွာမှာရှိတဲ့ AI ဂျက်စီရာသတင်းတောက်ကဆိုပါဗျ။